ဘုဘုံတို့ဗုဒ္ဓဘာသာဝင်မှန်ရင်ထိုက်တဲ့တဲ့ဘာသာရေးအသိဉာဏ်ရှိကြတဲ့လူတိုင်းလူတိုင်းဘဝမှာဘာအဖြစ်ခြင်းဆုံးလဲလို့မေးရင်မဆိုင်မတွတ်ဖြေကြမယ်ထင်ပါလေသောတာပန်ဖြစ်ခြင်းနေလို့ဖြေကြလိမ့်မယ်နဲ့တူတယ်နော်သောတာပန်ဖြစ်ပြီးဆိုလို့ရှိရင်အပေလေးပါပူစရာမလိုတော့ဘူးငါသိရင် အပေပုံများ ရောက်ရအောင်မလေးလားလို့တွေးเสียမရှိတော့ဘူးကိုယ့်ရဲ့အနာကအလွန်တရာမှသေချာသွားပြီအဝိနိပါတိကဓမ္မာနိယတာတံဘောဓိပရာယနာအနာကကောင်းတဲ့အနေထားတွေဟာ ခိုင်မြဲသွားပြီအထက်မဲ့၃ပါးလင်သေချာပေါက်လဲလျောင်းရာရှိတယ် တောတပန်ဖြစ်ပြီဆိုလို့ရှင်ဘဝစိတ်ချရပြီပေါ့နော်ဒါကြောင့်ဘာသာရေးအသိဉာဏ်အထိုက်အလျောက်ရှိကြတဲ့ပုံကိုယ်တိုင်းအလွန်မှဖြစ်ချင်ကြတဲ့တောတပန်ဟုတ်လားအဲ့ဒီတောတပန်ဖြစ်ချင်တယ်ဆိုလို့ရှင်ဘလို့တရားတွေနဲ့ပြည့်စုံရမှာတော့တောတပန်ဖြစ်ကြောင်းတရားဆိုပြီးတော့မြတ်စွာဘုရားဟောတတ်တာရှိတယ်အဲ့ဒါကိုဒီကနေ့ရောဤတို့ကိုဘုံဘုံတို့ပြောပြဖို့စီစဉ်ထားတယ်ပေါ့နော် ုံတို့တယုတ်ပါဠိတော်မဟာဝကတယုတ်ပါဠိတော်ထဲမှာပထမသာရိပုတ္တသုတ်တံဒုတိယသာရိပုတ္တသုတ်တံဆိုပြီးတော့သုတ်တံနှစ်ပုဒ်မှတ်တမ်းတင်ထားတာတွေ့ရတယ်။အဲ့တော့ဒုတိယသာရိပုတ္တသုတ်တံမှာယေຊွာဘုရားရှင်ကိုရောင်မြတ်ကြီးကရှင်သာရိပုတ္တရာကိုမေးတာ။တိတိချာချာလေးနာယူရမယ်နော်တရားကိုဟုတ်လား။ယေຊွာဘုရားကရှင်သာရိပုတ္တရာကို ဘာမေးတော့ဆိုတော့တာရိပုတ္တရာတဲ့သောတပတိယင်ကသောတပန်ဖြစ်ကြောင်းတရားသောတပန်ဖြစ်ကြောင်းတရားလို့ပြောကြတယ်တဲ့နော်အဲ့ဒီသောတပန်ဖြစ်ကြောင်းတရားကဘယ်ရာတွေတုံးဘယ်ဟာကိုသောတပန်ဖြစ်ကြောင်းတရားလို့ပြောတာလုံးတဲ့အဲ့တော့ရှင်သာရိပုတ္တရာကရသော်ဗျာသဗ္ဗုရိတတံတေဝတတ္တမတဝနံယောနိသောမနတိကာရောဓမ္မာနုဓမ္မပတိပတ္တိ ဟုတ်လားနံပါတ်1တပ္ပုရိသတန်တေယောသူတော်ကောင်းတို့ ਨੇ ပေါင်းတင်ခြင်းဟာသောတာပန်ဖြစ်ကြောင်းတရားနံပါတ်1တရားပါဗျာတဲ့တတမတဝနံသူတော်ကောင်းတရားကိုနာယူခြင်းဟာသောတာပန်ဖြစ်ကြောင်းဒုတိယတရားပါတဲ့နံပါတ်3ယောနိသော မနတိကာရောတင့်တင့်လျောက်ပတ်လျောကံစွာမှန်ကန်စွာ တွေးတောဆင်ခြင် သုံးသပ်နိုင်တယ်ဆိုတဲ့ယောနိသောမနတိကာရဟာလည်းပဲသောတာပန်ဖြစ်ကြောင်း တရားပါဗျာတဲ့ဓမ္မနုဓမ္မပฏิပတိလောကုတ္တရာတရား၉ပါးအားလျော်သောတရားတို့တရားမြတ်ကိုရစေနိုင်တဲ့ဓမ္မနုဓမ္မပฏิပတ်လို့ဆိုတဲ့နောက်သတိပဋ္ဌာန်တရားမဂ်ခင်၈ပါးအချက်မြတ်တရားတွေကိုကျင့်သုံးခြင်းဟာလည်းပဲသောတာပန်ဖြစ်ကြောင်းတရားပါတဲ့သောတာပန်ဖြစ်ကြောင်းတရားဘယ်နှပါလို့၄ပါးဟုတ်လားနံပါတ်၁သူတော်ကောင်းတွေကို ပေါင်းသိရမယ်နံပါတ်၂သူတော်ကောင်းတရားကို နာယူရမယ် နံပါတ်3ယောနိသောမနတိကာရနှလုံးသွင်းမှန်ကန်ရမယ်နံပါတ်4ဓမ္မနုဓမ္မပฏิပတိမဉ္ဉံဖူဉံကိုရရှိတတ်တဲ့အကျင့်မြတ်တွေကိုကျင့်သုံးရမယ်တဲ့အဲ့ဒါတောတပံဖြစ်ကြောင်းတရားပါဗျာလို့ရှိတယ်အဲ့လိုဖြစ်တဲ့အခါကျတော့မြတ်စွာဘုရားဆက်ပြီးတော့မေးတယ်သာရိပုတ္တရာတောတတောတရေအရင်ရေအရင်လို့ပြောကြတယ်နော်တောတပန္နတောတပံဆိုတဲ့စကားလေးဟာတောတပန္နတော တောတာဆိုတဲ့ရေရင်ကိုရောက်သွားတဲ့လူနော်ရေတွေစီးနေတယ်ဆိုရင်ဒီရေဟာတနေရာရာကိုတော့ရောက်သွားမှာပဲလေအဲ့ဒါလိုပဲဓမ္မရေရင်နိဗ္ဗာန်ချမ်းသာတွေကိုတေချာပေါက်ဆက်ရောက်သွားတော့မယ်အထက်မဲ့၃ပါးလေရင်တေချာပေါက်ဆက်ရောက်ရာရှိတဲ့ရေအရင်အဲ့ဒါကိုတောတာလို့ခေါ်တယ်အဲ့ဒီတောတာဆိုတဲ့ရေရင်ကိုရောက်သွားတဲ့ပုံကိုတောတာဗန်လို့ပြောတာအဲ့ဒါမြတ်စွာဘုရားက သောတာသောတာလို့ပြောကြတယ်အေးအဲ့ဒီသောတာဆိုတာဘာကို ပြောတာရောလို့မေးတယ်မေးတဲ့ခါကျတော့ရှင်သာရိပုတ္တရာကမြတ်စွာဘုရားသောတာဆိုတာမဲခင်၈ပါးကိုပြောတာပါဗျာတဲ့မဲခင်၈ပါးယောဂီတို့ကျွမ်းကျင်မိတာနော်တမာဒိဋ္ဌိမှန်ကန်သောအမြင်တမာသင်္ကပ္ပမှန်ကန်သော အတွေ့အကြံတမာဝါစာတမာကမ္မန္တတမာအာဇီဝမှန်ကန်သော အပြော့မှန်ကန်သော အလုတ်မှန်ကန်သောအသက်မွေးဝမ်းကြောင်းမှု ပြီးတော့တမ္မာဝါယမတမ္မာတတိတမ္မာတမာတိဟုတ်လားမှန်ကန်တဲ့ကြိုးစားအထုံမှုမှန်ကန်တဲ့အောက်မေ့အမယမှုမှန်ကန်တဲ့တည်ကြည်မှုလို့ဆိုရဲတမာတိမဲ့ခင်၃ပါးပညာမဲ့ခင်၂ပါးသီလမဲ့ခင်၃ပါးတမာတိမဲ့ခင်၃ပါးဒါကိုပါခေါ်တော့မဲ့ခင်၈ပါးအဲ့ဒါခုမြတ်စွာဘုရားရဲ့အလိုတော်ကြသောတာဆိုတာအဲ့ဒီမဲ့ခင်၈ပါးကိုပြောတာတဲ့ ဒါမြတ်စွာဘုရားလည်းဟုတ်တယ်ဆိုပြီးတော့ရှင်သာရိပုတ္တရာပြောတဲ့အတိုင်းထောက်ခံပြီးတော့ဟောတယ်။ထပ်ပြီးတော့မြတ်စွာဘုရား၃ချိန်မြောက်မေးတယ်။သာရိပုတ္တရာအဲ့လိုဆိုရင်သောတာပန္နသောတာပန်ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်ကို ပြောတာတော့သောတာပန်ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်ကို ပြောတာတော့အဲ့တော့ရှင်သာရိပုတ္တရာမြတ်စွာဘုရားတဲ့သောတာပန္နသောတာပန်ပုဂ္ဂိုလ်ဆိုတာအဲ့ဒီမဲခင်၈ပါးနဲ့ပြည့်စုံသွားတဲ့ပုဂ္ဂိုလ်ကို သောတာပန်ပုဂ္ဂိုလ်လို့ခေါ်တာပါဗျာတဲ့ မေဂွန်၃ချက်နော်သောတာပန်ဖြစ်ကြောင်းတရားရေသောတာဆိုတဲ့တရားရေသောတာပန်ပုဂ္ဂိုလ်ရဲ့တဘာဝဟုတ်လားဘယ်တရားတွေဟာသောတာပန်ဖြစ်ကြောင်းတရားလဲဘယ်တရားဟာ သောတာလဲဘယ်တရားဟာနော်ဘလို့ပုဂ္ဂိုလ်ဘလို့အည်သွေးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာသောတာပန်ပုဂ္ဂိုလ်လဲအရေးပါတဲ့မေဂွန်၃ခုနော် အဲ့ဒါမြတ်စွာဘုရားရှင်အနာတိဗုဒ္ဓါဖြည့်တဲ့အတိုင်းမြတ်စွာဘုရားလည်းထပ်ပြီးတော့ဟောပြီးတော့အဲ့ဒီသုတ်တံကိုအတီးပြုတ်ထားတယ်ပေါ့အဲ့တော့ဘုန်းတို့တွေသောတာပန်ဖြစ်ကျင်ကြတဲ့ပုဂ္ဂိုလ်တွေသောတာပန်ဖြစ်ကျင်တယ်ဆိုရင်ပြည့်စုံရမယ့်အကြောင်းတရားဘယ်နှပါတော့၄ပါးသူတော်ကောင်းကို ပေါင်းတင်ဆက်ဆံရမည်သူတော်ကောင်းတရားကို နာယူရမည်နှလုံးသွင်းမှန်ကန်ရမည်သူတော်ကောင်းတရားအလျော်တဲ့အကျင့်မြတ်ကိုကျင့်သုံးရမည် ဟုတ်လားဒါသောတာပန်ဖြစ်ကြောင်းတရားပေါ့နော်အဲ့ဒီသုတ်တန်ရဲ့ရှေ့မှာပထမသာရိပုတ္တသုတ်တန်ဆိုပြီးတော့မှတ်တမ်းတင်ထားတာလ်ရှိ်အဲသုတ်မာတောရှင်အာနာကရှင်သာရိပုတ္တကိုမေးတာ အရှင်သာရိပုတ္တာတဲ့ဘယ်လိုတရားမျိုးတွေနဲ့ပြည့်စုံလို့ဘယ်လိုအကြည့်သွေးတွေနဲ့ပြည့်စုံလို့မြတ်စွာဘုရားကအဲ့ဒီပုဂ္ဂိုလ်ကိုနော်အပေလေးပါးကို မကြမရောက်တော့မဲ့နော်အလွန်မှခိုင်မြဲတဲ့ဟုတ်လား အထက်မဲ့၃ပါးလင်လဲလျောင်းရာရှိတဲ့သောတာပန်ပုဂ္ဂိုလ်လို့ပြောတာတော့လူကြီးသွေးတွေနဲ့ပြည်စုံလို့ဒီပုဂ္ဂိုလ်ကိုဒီလူကတော့သောတာပန်ပဲနော်အပေလေးပါးကိုမကြတော့ဘူးသေချာပေါ့အထက်မဲ့ညာဖူညာတွေကိုရပြီးတော့အငိမ့်ကြီးငင်းရတော့မအေးကြီးအေးရတော့ပဲဒီပုဂ္ဂိုလ်ဟာသောတာပန်ပုဂ္ဂိုလ်ပဲလို့ဘယ်လိုအကြောင်းအင်္ကာတွေနဲ့ဘယ်လိုအကြီးသွေးတွေနဲ့ပြည်စုံလို့အဲ့ဒီပုဂ္ဂိုလ်ကိုအဲ့လိုသောတာပန်ပုဂ္ဂိုလ်လို့ပြောတာတုံးလို့မေးတယ် အဲ့ဒီမေးတဲ့အမေးမှာတော့ရှင်သာရိပုတ္တရာကတမျိုးဖြေထားတယ်။သောတော်ကဖြေတဲ့အဖြေနဲ့ပြီးရင်နည်းနည်းလေးနှီးနှောပြီးတော့ဘုံဘုံပြောပြမယ်နော်။ဒီသုတ္တံမှာတော့ तू ကဘလို့ဖြေတုံးဆိုတော့နော်စတုဏခေါအာဟုသောနော်ဓမ္မနာတမ္မနာကမနာဟိတုအရှင်တဲ့တရား၄မျိုးနဲ့ပြည့်စုံတဲ့အတွက်ကြောင့်အေဝမေယံပဇာဘဂဝတာဖြာကတာမြတ်စွာဘုရားပြောတယ်သူ့ကိုသောတာပန်နာသောတာပန်ပုဂ္ဂိုလ်လို့ပြောတယ်။အဲ့ဒီသောတာပန်ပုဂ္ဂိုလ်ကဘလို့တော့ အာဝိနိပါဒဓမ္မာနိယတတံဘောရိပရာယနာဒီစကလုံးလေးတွေကိုဘုံဘုံကနားထဲမှာယဉ်သိသိချင်းတယ်ဟုတ်လားအာဝိနိပါဒဓမ္မာဖယိုဖယဲပြိုကွဲပြီးတော့ဆင်းရဲဒုက္ခတွေရောက်တဲ့ဘဝမျိုးကိုကြာစရာရောက်စရာအကြောင်းမရှိတော့ဘူးဆိုလိုတာ အပေလေးပုံကိုမရောက်တော့ဘူးသူနဲ့အပေပုံနဲ့ဘာမှပတ်သက်မှုဆက်ဆက်မှုမရှိတော့ဘူးနိယတတံဘောရိပရာယနာတေကြပေါအထမဲ့ညာ၃ပါးလျင်လဲလျောင်းရရှိတယ် တဂရဂါမိမဲ့တဂရဂါမိဖို့အနာဂါမိမဲ့အနာဂါမိဖို့အရဟတမဲ့အရဟတဖို့ဒါကိုတေချာပေါက်သူဟာရကိုရမှာပဲလို့အဲ့ဒီလိုပုံကိုဘာလို့ခေါ်တော့သောတာပန်ပုံကိုအဲ့ဒီသောတာပန်ပုံကိုဘာကြောင့်သောတာပန်ပုံကိုလို့ပြောတာလို့ဆိုရင်စတုဏ္ဏခေါအာဟုသောဓမ္မနာတမ္မနာကမနာဟေတုတဲ့တရား၄ပါးနဲ့ပြည့်စုံခြင်းဒီဟုသောအကြောင်းကြောင့်တရားဘယ်နှမျိုးနဲ့ပြည့်စုံနော်၄မျိုးတဲ့အဲ့ဒီပြည့်စုံတဲ့တရား၄မျိုးကဘာတုံးဆိုတော့ ဣရာဟုသောအရိယတဝကောဗုဒ္ဓေအဝစ္စပတာရိနာတမ္မနာကတောဟောတိအရှင်နဲ့အရိယာရဲ့တပည့်တဝကဖြစ်တဲ့အဲ့ဒီသောတာပန်ပုဂ္ဂိုလ်ဟာဘလို့အည်သွေးတွေနဲ့ဘလို့အကြောင်းအင်္ဂါရက်တွေနဲ့ဘလို့အည်သွေးတွေနဲ့ပြည့်စုံလဲဆိုလို့ရှိရင်ဗုဒ္ဓေအဝစ္စပတာရိတမ္မနာကတောဟောတိမြတ်စွာဘုရားရဲ့ပေါ်မှာတကယ်ကိုညံနဲ့တက်ဝင်ပြီးတော့ကြည်ညိုတဲ့စိတ်နဲ့ပြည့်စုံနေတဲ့ မြတ်စွာဘုရားရဲ့ပုံမှာဘလို့ဉာဏ်နဲ့သူ့အဝင်ပြီးတော့ကြည်ညိုတာတော့ယောဂီတို့အကုန်လုံးရပါသေးနော်အတ္တိပိတောဘဂဝါအရဟံတမတံဗုဒ္ဓဝိဇ္ဇာစရဏတမနောဥက္ကတော လောကဝိတုအနုတ္တောပုရိသဓမ္မတာရထိအထာဒေဝမနုဿနံဗုဒ္ဓောဘဂဝါမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်အနန္တရှိတဲ့အ ਨੇ ကဂုဏ်တော်ကိုပါအဲ့ဒါကိုမြတ်စွာဘုရားရဲ့အလိုတော်ကြထုတ်ဖော်ပြီးတော့ဟောပြတာဟုတ်လား အဲ့ဒီမြတ်စွာဘုရားရဲ့ဂုံကျေးဇူးကိုမျိုးကိုညံနဲ့တက်ဝင်ပြီးတော့ယုံကြည်တယ်။အော်တို့မြတ်စွာဘုရားနော်ကိလေသာအပုခတ်သိငိမ့်လို့ပဂတိအေးတဲ့စိတ်နှလုံးရှိတော်မူတယ်။ဂုံတော်ကိုပန်းကိုအကျယ်ပြောနေရင်တရားကနော်နောက်ထပ်ပြောကျင်တာလေးတွေပြောပြမှာရှိုးလို့နော်ဂုံတော်ကိုပန်းကိုယောဂီတို့အလုံးနားလည်ပြီးသားနော်။အဲ့ဒါလို့ဂုံတော်ကိုပန်းနဲ့ပြည့်စုံတယ်လို့မြတ်စွာဘုရားကိုနော်ညံနဲ့တက်ဝင်ပြီးတော့ကြည်ညိုတယ်တဲ့နံပါတ်၁ သောတာပန်ရဲ့အရည်အသွေးဟုတ်လားနံပါတ်1ဓမ္မေအဝိစ္စပတာရိနသမ္မနာကတောဟောတိတော့သူတော်ကောင်းတရားရဲ့ပုံမှာညံနဲ့တက်ဝင်ပြီးတော့ယုံကြည်တယ်ကြည်ညိုတယ်တရားရဲ့ဂုဏ်တော့6ပါးသောခါတော်ဘဂဝတာဓမ္မောတဏိတိကောအာဂါလိကောအေဟိပတိကောဩပဏိယကောပိစ္ဆတံဝိရိတဘောဝေညူဟိဟုတ်ပြီနော်နောက်နံပါတ်3က တံဂီအဝိသပတာရိနာတမ္မနာကတောဟောတိအရိယတံဃာတော်တို့ရဲ့ဂုံအည်သွေးကိုညံနဲ့တက်ဝင်ပြီးတော့ကြည်ညိုတယ်တံဃာဂုံတော့၉ပါးเนาะနောက်ထပ်တပါးကြံနေသေးတယ်အည်သွေးကသူက၄မျိုးပြောထားတာကိုစတုံတန်ခေါ်အာဟုသောဓမ္မနာတမ္မနာကမနဟိတုဟုတ်လား၄ပါးသောเนาะအည်သွေးတွေနဲ့ပြည့်စုံလို့၄ပါးသောတရားတွေနဲ့ပြည့်စုံလို့သူ့ကိုသောတာပန်ပုဂ္ဂိုလ်လို့ခေါ်တာအဲ့ဒီ၄ပါးသောတရားတွေကခု၃ပါးပြောပြီးသွားပြီเนาะ ဗုဒ္ဓေအဝိစ္စပတာရိဏတမ္မနာကတောဟောတိဓမ္မေအဝိစ္စပတာရိဏတမ္မနာကတောဟောတိတံခေအဝိစ္စပတာရိဏတမ္မနာကတောဟောတိဘုရားရဲ့ပုံမှာသူတော်ကောင်းတရားရဲ့ပုံမှာအရိယသံဃာတော်တို့ရဲ့ပုံမှာဉာဏ်နဲ့တက်ဝင်ပြီးတော့တကယ်ကိုပဲစိတ်ကလှိုက်လိုက်လှဲလှဲမတုံမလှုပ်ကြည်ညိုတယ်ယုံကြည်တယ်ဟုတ်လားနောက်၄ခုမြောက်ကသူကဘာပြောတော့ဆိုတော့အရိယကံတေဟိတိလိဟိတမ္မနာကတောဟောတိ ရိယသူတော်ကောင်းကြီးတွေအလွန်မှနှစ်သက်မြတ်နိုးတဲ့၅ပါးသီလနဲ့ပြည့်စုံတယ်တဲ့ဟိုဒီနေ့ကသောတာပန်ဖြစ်သွားရင်တော့ဘလို့သိနိုင်မှသလဲဆိုတာအဲ့ဒါအခုဒေသနာအထောက်အထားတွေကိုတွေ့ရတယ်လို့မဆိုနိုင်ဘူးလားသောတာပန်ပုဂ္ဂိုလ်ဟာအခုပါတဲ့တော့အရိယသူတော်ကောင်းကြီးတွေအလွန်မှနှစ်သက်မြတ်နိုးတဲ့၅ပါးသောသီလတို့နဲ့ပြည့်စုံတယ်အဲ့ဒီ၅ပါးသီလနဲ့ပြည့်စုံမှုကိုအသေးစိတ်မြတ်စွာဘုရားဟောတယ်အခန္တေဟိအစ္စိတ်တေဟိ အတ္တပလိဟိအကံပတိဟိနော်ဟိုမကြိုးမပေါ့မပြောင်မကြားနော်ဒီ၅ပါးသီလကိုနော်အစကတိတ်ခါဖို့ကြိုးတာလည်းမဟုတ်အဆုံးတိတ်ခါဖို့လည်းမကြိုးအလေတိတ်ခါဖို့ဒီလည်းပဲပျောက်ကြားပြီးတော့ကြိုးတာမရှိဘူးအားလုံးအစနေအဆုံး၅ပါးသလုံးပါဘာလို့ဖြူရှင်နေတန့်ရှင်းနေနော်အရိယာသူတော်ကောင်းကြီးတွေအလွန်နှစ်သက်မြတ်လို့တဲ့၅ပါးသီလကိုမကြိုးမပေါ့မပြောင်မကြားသူဟာပြည့်စုံတယ် ဲ့ဒီ၅ပါးသီလကိုဘယ်လိုလေးများချီးမွမ်းထားတော့ဆိုတော့ဘုဇိတ်တေဟိနော်တဏှာကြွန်ဖြစ်ကလွတ်ဖို့ဆိုတဲ့စိတ်နဲ့စောက်တည်ထားအာဟုတ်လားနော်ဝိညာဉ်ပတ္တတေဟိတဲ့နော်ပညာရှိသူတော်ကောင်းကြီးတွေအလုံးမှချီးမွမ်းတဲ့တရားနော်အပ္ပရာမတ္တေဟိတဏှာတိတုတုဖြင့်မှားယွင်းဆိုတော့မသုံးသပ်အပ်တဲ့တရားနော်တမာတိတန်ဝတ္တနိကေဟိတမာတိကို ကောင်းစွာဖြစ်စေတဲ့တရားတဲ့ဟော ဟိုနေရာမိကုံလေးတစ်ခုရှိတယ်။နောက်ဘယ်ကမ္မထာကတမာရီကိုမြန်မြန်ရပါစေတလေလို့မိစ္ဆာကရှိတယ်ဟုတ်လား။အခုဒီမှာတီလာကိုဘလို့ပြောတော့တမာရီကို ဖြစ်စေတဲ့တရားလို့အတီလေးမြတ်စွာဘုရားဟောတာနော်ဟုတ်လား။အရိယာသူတော်ကောင်းကြီးတွေနှစ်သက်မြတ်နိုးတဲ့ငါးပါးတီလာကိုမကြိုးမပေါက်မပြောင်းမကြားမပြည့်စုံအောင်စောင့်ထိန်ထားတယ်။ဘလိုတီလာမျိုးတော့တဏှာကျွံဖြစ်ကလွတ်တဲ့တီလာမျိုးပညာရှိသူတော်ကောင်းကြီးတွေချီးမွမ်းတဲ့တီလာမျို ဟုတ်လားတမာတိကို ကောင်းစွာ ဖြစ်စေတဲ့တီလာမျိုးငါးပါးတီလာကိုအဲ့လိုတောင်ပြောထားတယ်ဟုတ်လားအဲ့လိုတီလာနဲ့ပြည့်စုံတယ်တဲ့နော်စတုံဏခေါ်အောင်သောဓမ္မနာတမနာဂမနဟေတု၄ပါးသောတရားတို့နဲ့ပြည့်စုံခြင်းတည်းဟုသောအကြောင်းအကြောင်းအဲ့ဒီပုဂ္ဂိုလ်ကိုမြတ်စွာဘုရားကနော်အပေ၄ပါးကိုမကြမရောက်တော့မဲ့ပုဂ္ဂိုလ်အထက်မဲ့၃ပါးလည်းလဲလျောင်းရာရှိတဲ့ပုဂ္ဂိုလ်ကိန်းတည်မြဲနေတဲ့ပုဂ္ဂိုလ်လို့အဲ့ဒါလို့သောတာပန်ပုဂ္ဂိုလ်လို့မြတ်စွာဘုရား ほらーれ。